ိုဘားမားမိမရဲ့အဖြစ်ကိုအရန်ကြိုက်တယ်။ယောက်ျားက ထားခဲ့လို့ဖြစ်စေ၊ချစ်သူကထားခဲ့လို့ဖြစ်စေ၊အငဲအနှောင်းယူသားလို့ဖြစ်စေစွန့်ပစ်ခဲ့ရင်မိမတချို့ဘဝပြတ်မတက်ဖြစ်တတ်ကြပါတယ်။အမှန်ကပြောရမှာပါ။လက်ကုပ်တီးပြီးတော့ကိုပဲကျင်းနဲ့ဝမ်းမြောက်စွာနဲ့ပြောရမှာပါ။ကိုငယ်ရွယ်ချမ်းမာတော့တန်ဆွမ်းနေတော့ရှောက်ဖေးနိုင်တော့မှတိလိုက်ရတဲ့အတွက်ကိုတံမိုးနားမလဲတဲ့သူရဲ့ဘေးမှာအတိတ်ပဲဖြတ်သန်းရခြင်းတဲ့ နှောင်ဖွဲ့ခြင်းကင်းမဲ့စွာနဲ့ဘဝကိုလွတ်လပ်စွာတည်ဆောက်ရခြင်းကပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင်ဒီမိမဟာပျော်သင့်ပါတယ်တခါတော့ကဘရင်ကြီးတစ်ပါးမှာ သမီး၃ယောက်ရှိတယ်ဘရင်ကြီးကလည်းသမီးတော်တို့ဒီလိုနေနေရတာဘာကြောင့်လဲလို့မေးတဲ့အခါသမီးအကြီးနှစ်ယောက်ကခမဲတော်ရဲ့ကျေးဇူးကြောင့်ဒီလိုအမြဲတမ်းရှောက်ပြီးအငယ်ဆုံးသမီးတော်ကတော့ဟိုသမီးတော်ရဲ့ဖုန်းကံကြောင့်လို့ရှောက်တယ်တို့တို့ပြောရရင်တော့ ဘရင်ကြီးကဆိတ်ဆုပ်ပြီးအစင်းရဆုံးသူနဲ့ပေးစားလှူလိုက်တယ်။တောဆက်မှာထင်းခုတ်ဖို့တော့ချောင်းတစ်ခုကူမှာသူစရင်ထင်းခုတ်သမားလေးဟာစိန်တွေတွေ့တော့သူမိမအတွက်စော်ကစားရအောင်ဆိုပြီးယူလာခဲ့ရကနေမင်းသမီးကနေရာလိုက်ပြခက်ကခမဲတော်ထံကိုအတော့ခမဲတော်ဘန်နာဆိုရင်မိသေးတုံးပဲဖြစ်နေလို့သမီးတော်ဥစ္စာဆိုမှစိန်ပြန်ဖြစ်တယ်။နောက်တစ်ခုက အမေရိကန်သမရာဟောအိုဘားမားနဲ့သူရဲ့ဇနီး စားသောက်ဆိုင်စကူမှာတားဆကြတော့သူစနီးကိုစားသောက်ဆိုင်ပန်ရှင်က စကားပြောချင်လို့ဥပမာစီမှာခွင်တောင်းနေစားပန်ရှင်ဖြစ်သူနဲ့စကားတော့ပြောပြီးတော့ပြန်လာတဲ့စနီးကိုဥပမာကြီးကမေးတော့ကျမကို သူကြောင်းတော့ကတက်ခဲ့ဘူးလေလို့မီရှယ်ကပြောပြပါတယ်တကယ်လို့ဒါမင်းတို့ရခဲ့ကြရင်အခုနေမင်းအားဒီစားသောက်ဆိုင်ကြီးပိုင်နေရောပေါ့နော်ဆိုတော့မဟုတ်ဘူးကျမနဲ့သာရခဲ့ရင် သူဟာအမေရိကန်သမ္မတဖြစ်နေပြီလေဒီလိုပြုံပြုံကြီးပြောချပြလိုက်ပါတယ်ဒီတော့ပြောချင်တာကမိမတိုင်းမှာ သူ့ဖုံးသူ့ကံဆိုတာရှိတယ်ယောက်ျားတယောက်ဖုံးကံနေလာပြီဆိုရင်မိမတယောက်ရဲ့ဖုံးကံရှိမဲရှိနေတယ်ဆိုရင် အကြောင်းမျိုးမျိုးပေါ်လာပြီးအဲ့ဒီယောက်ျားဟာဖုံးကံရှိတဲ့မိမအနာမမနေနိုင်ပဲစွန်ပြေးခြင်းစေပေါက်လာလိမ့်မယ်ဘဝမှာဒီမိမအကြောင်းသာဒီလိုနေတိုင်းဒီလိုစားသောက်ရပြီး ဒီလိုအစည်းအဝေးနဲ့အစဉ်တပြေနေရမယ့်ကံပါလာတယ်ဆိုတာသူတို့မသိကြပဲသူတို့တော်လုံးတက်လုံးလို့ကြည်ပဲထင်နေတတ်ကြတယ်အားပေးချင်တာကတက်တည်ရှိကြပါရဲရဲသာလှုပ်ပြပါ မတွတ်ပါနဲ့မကြောက်ပါနဲ့ဝမ်းနဲ့မနေပါနဲ့ခွဲကြည့်လိုက်ခွဲနေကြည့်လိုက်ရင်ဘာဖြစ်မလဲတိတ်တိတ်ကလေးအချင်းတစ်ခုသာပေးစောင့်ကြည့်နေလိုက်ပါလူတိုင်းလက်ခံနိုင်တဲ့ကိုယ်လေးကျင်နဲ့ဝမ်းသာရမယ့်အဖြစ်တစ်ခုရမှာပါ တိန်စင်းမင်းကြီးတောလိုက်ရမှအပြင်တင်ပင်ပေါ်မှာကောင်းချင်းငါးပြားနဲ့ပြည့်စုံတဲ့မင်းဖြူတူအုပ်ကိုတွေ့လာတဲ့မင်းပြားရာကလည်းဖခင်ကပေးစားတဲ့ယောက်ျားကိုယူ၍လိုက်ခဲ့စဉ်တောလန်းတနီယာမှာခင်မွန်းဖြစ်သူကတဖန်သီးများကူးစားရာမိမိကိုစာလှသည်ဖြင့်တောင်းစားသောစားလို့လေကိုယ်တိုင်ကူးစားဟုဆိုလိုက်တယ်။ဒုနေပဲကိုယ်တိုင်တကူးရာမှာပြန်မစင်းနိုင်တော့သစ်ပင်အောက်ခြေမှာစူးများတဲ့ကာယာ၍ဖပြေးတော်တယ်လို့ဆိုတယ်။ မင်းကြီးကလည်းကောင်းချင်းငါးပြားနဲ့လှပတည်တဲ့သောထုံမဲမပြူကိုမိဖုရားခေါင်ဖြင့်တင်မြောက်ခဲ့လေတဲ့အဲဒီနောက်မှာမင်းကြီးနဲ့မေဖုရားကြီးတို့တိုင်းကန်းလှဲ့လေရင်တဏှာရောက်မှာတော့မေဖုရားကြီးကအိမ်နေမစင်နိုင်မဲခက်ကနေရီတော်မူတာကိုမင်းကြီးမေးရခါမှာဒီလိုဖြစ်တယ်ဖုရားနှမကို တော်ရင်၌ပြပြေးသွားသူသည်ယခုအခါလမ်းခင်းနေရတယ်လို့တွေ့လေရင်ဖုရားနှမကဲ့သို့ဘုံကျက်တည်းရရှိသူကို အေလူညက်မဆောင်နိုင်ရှာဟုတွေးမိ၍ရည်မေးကြပါဗျာမင်းကြီးကမယုံကြည်၍ဖျားလောင်းမောဒရာဒုက္ခမေကိုမေးရမှာဖျားလောင်းကဒီလိုရှင်းပြတယ်ဤမင်းမမြတ်ကိုယောက်ျားကစွန့်ပစ်သွားတယ်ဟုတဲ့စကားကိုတားတော်ယုံကြည်ပါတယ်ဘုံကံမဲ့သောသူသည်ဘုံကံရှိသောသူနှင့်အတူဆက်ဆံ၍မနေနိုင်ကြပါဗျာဆိုပြီးပြောတယ်ထုံဒီတူစွာပဲဘုံကံမြင်မာတဲ့မိမကောင်းတွေကိုညံပြင်းတင်တော်သောယောက်ျားယုတ်ကတံမိုးကိုနားမလဲသောကြောင့် စိတ်ဆင်းရဲခြင်းကိုယ်ဤဆင်းရဲခြင်းတို့ကိုဖြစ်စေတယ်။မင်္ဂလိဘက်ကနေဆွတ်ခွာတော့အောင်လေကောင်းမိမိကိုယ်တိုင်ဆွန့်ပြေးရတော့လေကောင်းတို့ရဲ့ဖုံးကန်နေပါမှုအတိုင်းဘဝကိုရွေးချယ်ကြရတယ်။တို့ဖြစ်ရမှာအမျိုးသမီးတို့ကမိမိတို့ရဲ့တန်ဖိုးကိုကောင်းစွာသိရှိနားလည်ပြီးတန်ဖိုးထားတဲ့သူနဲ့သာလျင်ကောင်းစွာထိုက်တန်ပါပြီ။တကယ်တော့မိမိကိုဆွန့်ပြေးသွားသူဟာမိမိရဲ့ဖုံးကန်အရှင်ကိုမလွမ်းမိုးနိုင်တဲ့ခန့်ညံ့ညံ့သူသာဖြစ်တဲ့တွေ့။ ဝမ်းနဲ့ဝဲစိုးစီးများမရှိသေး။တာလွန်မြင့်မြတ်သူနဲ့စုံစည်းရမည်မိမိကံကိုသာတိတ်တော့ဝမ်းသာတင်တယ်မဟုတ်ပါလား။ဒါကြောင့်ကိုယ့်ကိုစနှုတ်ခါသွားလို့ဝမ်းနဲ့ပက်လက်မျက်ရည်တစက်စက်နဲ့ဘဝတည်နေသလိုဘဝကိုလက်တွေ့ကျကျကြံနေခဲ့တဲ့မိမတွေကို ပြောချင်တာကသက်သေရှိပါအကောင့်ထဲပေါ်ပါ သူများကိုအာမကူပါနဲ့တနေ့ကိုဖုန်းခုခံတဲ့တန်တဲ့သူနဲ့ကြုံလာခဲ့မယ်ဆိုရင် ခုအချိန်နေတင့်တယ်လှပနေရမယ်လို့ခံယူထားပါပြီးတော့လှအောင်နေပါမွေးရသားသူအားခရစ်တစ်ပြပါရဲဗျာ